မြန်မာနိုင်ငံပါဝင်ရှေ့တောင်ဝါရှားကကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းနိုင်ဖို့ရည်ရွယ်ပြီးတော့အမေရိကန်လွှတ်တော်ကဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကြိုးစားနေပါတယ်။ကျွန်တော်ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကတော့ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့သူတို့ဆွေးနွေးမှုတစ်ခုလုပ်ခဲ့ပါတယ်။ကျွန်တော်ဒီဆွေးနွေးမှုကကျွန်တော်တို့ပြီးခဲ့တဲ့လနိုဝင်ဘာ16ရက်နေ့ကမြန်မာအရေးကြားနာပွဲနဲ့လည်းတနည်းတစ်ပုံအားဖြင့်ပတ်သက်နေပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့ဒီဒီဇင်ဘာ3ရက်နေ့ကဆွေးနွေးခဲ့တဲ့ဥပဒေကြမ်းနာမည်ကိုတော့သူတို့ကျွန်တော်တို့အင်္ဂလိပ်လိုတော့ dismantle the foreign scam syndicates act လို့ခေါ်ပါတယ်သူတို့ဒီထဲမှာသူပြောတဲ့ scam ဆိုတာကတော့ကျွန်တော်တို့အလိုက်အလိညာ online လိညာလို့ပြောနိုင်ပြီပဲကျွန်တော်ဒီထဲမှာတော့ကြားဖြန့်ဆိုတဲ့စကားလုံးနဲ့ပဲကျွန်တော်တို့အလုံးရင်းနေပြီးသားစကားလုံးနဲ့ပဲဘာသာပြန်ပါမယ်ဒါကြောင့်ဒီမှာဒီဥပဒေကြမ်းကိုဒါနိုင်ငံခြားကြားဖြန့်လုပ်ငန်းများဖြိုခွင်းရေးဥပဒေကြမ်းဆိုပြီးတော့ကျွန်တော်ဒီထဲမှာပြောပါမယ်ကျတော့ဒီဥပဒေကြမ်းကအခုမှအသက်ပေါ်လာတော့မဟုတ်ပါဘူးเนาะကျွန်တော်တို့ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလေးကဒါ Republican လွှတ်တော်မှာကနေပြီးတော့ဒီဥပဒေကြမ်းကိုအစိုးတင်သွင်းထားတာပါလွှတ်တော်ထဲမှာအောက်လွှတ်တော်မှာပေါ့နော်ဆိုတော့ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့လုံကတော့ဒါမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကြားနာမှုကိုကျွန်တော်တို့ကြားခဲ့ရတယ်ကြည့်ခဲ့ရတယ်အဲ့ဒီမှာမြန်မာနိုင်ငံဒီအာနာသိန်းစတက်နဲ့ပတ်သက်လို့ရောဘူမူကြီးဆော့ချစ်သူတို့ပြီးတော့ DKB တွေနဲ့ပတ်သက်လို့ရောနောက်ပြီးတော့ Ranger ရေးနဲ့ပတ်သက်ပြီးတော့ရောကြားနာပွဲမှာကျွန်တော်တို့ဆွေးနွေးခဲ့ကြအောင်မြင်ရပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကဆွေးနွေးခဲ့တဲ့ဥပဒေဒီဥပဒေကြမ်းကတော့ မြန်မာနိုင်ငံနေမကပဲနေအရှင်းအောင်အရှာတခွင်လုံးမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေနှိမ့်နေတဲ့ပတ်သက်တဲ့ဥပဒေကြမ်းမှာကျွန်တော်ဒီဥပဒေကြမ်းမှာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိပါသလဲပြီးတော့ဒီထဲကဆွေးနွေးချက်တွေသူတို့ဘာတွေဆွေးနွေးခဲ့ကြသလဲဒီလွှတ်တော်ထဲမှာဘာတွေဆွေးနွေးခဲ့ကြသလဲပြီးတော့ဒီဥပဒေတွေကနေပြီးတော့ဒီဥပဒေပြုတ်ခဲ့လို့ရှိရင်ဘယ်လောက်ကြာနိုင်သလဲနောက်ဆုံးအဆင့်တွေဘယ်လောက်သွားမှာလဲဒီကနေ့ကျွန်တော်တို့ဘာတွေမျှော်လင့်လို့ရသလဲဒီချက်တွေကိုကျွန်တော်တို့ဒီနေ့လေ့လာကြည့်အောင်ပါ မေရိကန်တို့တော်တဲ့မှာမြန်မာနိုင်ငံအရေးကိုဆွေးနွေးတာဒါပထမဦးဆုံးတော့မဟုတ်ပါဘူးပြောရရင်တော့ဒီ2021မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာပထမဦးဆုံးဆွေးနွေးခဲ့ကြတဲ့ကိစ္စရှိပါသေးတယ်အဲဒီတုန်းကတော့ Burma Act ဆိုတာမျိုးပေါ်လာတယ်ပေါ့နော်ဒါပေမဲ့အဲဒီတုန်းကကျွန်တော်တို့မြန်မာနိုင်ငံအရေးအတွက်တီးတံပဲဖြစ်နေတဲ့အတွက်ကျွန်တော်မြင်တာကတော့ American တော်ရော American ဆိုရောဒီကိစ္စကိုအဲ့လောက်ထိမြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့တိတ်အာယုံစိုက်ခဲ့ပုံမရပါဘူးဒါပေမဲ့အခုတစ်ချိန်ကတော့ ကြားဖြန့်အရေးပါလာတယ်ပြီးတော့ဒါဒေါ်နယ်ထရမ့်တောက်လျှောက်ပြောနေတဲ့ fentanyl နောက်ပြီးတော့မွေးရစေဝါကိစ္စတွေလည်းပါလာတယ်ဒီနေ့ပြောရရင်တော့အမေရိကန်ပြည်သူတွေကိုမြန်မာနိုင်ငံအပါအဝင်အရှိတော်အရှောင်းမှာခြေစိုက်တဲ့ကြားဖြန့်လုပ်ငန်းတွေတိုက်ရိုက်ထိခိုက်လာတဲ့အတွက်ဒီကိစ္စကိုသူတို့တော်တော်ဟိုပြင်းပြင်းထန်ထန်အရေးတယူစဉ်းစားလာတယ်လို့ကျွန်တော်ဒီမှာအဲ့လိုနားလည်ပါတယ်ဆိုတော့ပြောရရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံအရေးကိုအမေရိကန်လွှတ်တော်တွေကလွှတ်တော်အမတ်တွေဆွေးနွေးနေတာကိုကြည့်ရတာတနည်းအားဖြင့်တော့ကိုယ့်ကိုယ့်နိုင်ငံအရေးကို ချွေးနှစ်နေရောက်ကြည့်ရတာစိတ်လှုပ်ရှားစရာတော့ကောင်းပါလေဒါပေမဲ့ပြောတဲ့အကြောင်းအရာတွေကစစ်တပ်ကအာဏာသိမ်းတာစစ်အစိုးရစစ်အာဏာရှင်ဒီအုံလုံးတွေပြောတယ်ပြီးတော့ဒါမူရစေဝါအကြောင်းတွေပြောတယ်ကြားဖြန့်အကြောင်းတွေပြောတယ်ပြည်တွင်းစစ်အကြောင်းတွေပြောတယ်ဒီလူခွင့်ချိုးဖောက်မှုတွေအကြောင်းတွေပြောတယ်ဒီအကြောင်းအရာတွေကိုအမေရိကန်တော်တော်အမတ်တွေကဒီသူတို့လွှတ်တော်ထဲမှာထိုင်ဆွေးနွေးနေတာကိုကြည့်ရတာစိတ်တော့မချမ်းသာစရာပဲဒါပေမဲ့စစ်အာဏာရှင်ပြုတ်ကြရေးအတွက်တနည်းတစ်ပုံအားဖြင့်ဒါနိုင်ငံတကာရဲ့ဖိအားနိုင်ငံတကာရဲ့ ဒါပါလုတ်ရက်တွေကိုကျွန်တော်တို့မြင်ရမှာဖြစ်တဲ့အတွက်ဒါအရေးကြီးကိုစောင့်ကြည့်တင်တဲ့ကျွန်တော်တို့ဒီမှာလည်းပါပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒီဇင်ဘာ3ရက်နေ့အကြောင်းကိုမပြောခင်မှာပြီးခဲ့တဲ့နိုဝင်ဘာ7နိုဝင်ဘာ16ရက်နေ့တုန်းကကြားနာခဲ့တဲ့ကြားနာပွဲအကြောင်းကိုတကယ်တော့ကျွန်တော်အဲ့ဒီအကြောင်းကို story လုံးမလို့ပါပဲဒါပေမဲ့ဒီကြားထဲမှာမြန်မာသတင်းတချို့နေနေနဲ့အလုပ်ရှုပ်သွားတဲ့လို့ကျွန်တော်ထားခဲ့ရတာပါဆိုတော့ဒီနေ့တော့ဒီဒီဒီဇင်ဘာ3ရက်နေ့ကပွဲနဲ့လည်းဆက်ဆက်နေတာမို့လို့ကျွန်တော်နိုဝင်ဘာ16ရက်နေ့ကပွဲအကြောင်းကိုအနည်းငယ်ပြန်ပြီးတော့ကြည့်အောင်ပါ ပြီးခဲ့တဲ့နှစ်မှာ19ရင်းနေတုန်းကဒါအမေရိကန်အောက်လွှတ်တော်မှာပဲမြမအရေးနဲ့ပတ်သက်လို့တီးတန့်ကြားနာပွဲတခုလုပ်ခဲ့ပါတယ်။ဆိုရဒီမှာကော်မတီဥက္ကဋ္ဌတွေလွှတ်တော်အမတ်တွေကဒီမြမအရေးနဲ့ပတ်သက်တဲ့ကျွမ်းကျင်သူတွေကိုကျွမ်းကျင်သူတွေရဲ့တင်ပြချက်တွေကိုမေးမြန်းပြန်ပြီးတော့မေးခွန်းထုတ်တာအကြံပြုတာသူတို့သိတာတွေကိုသိလိုချင်တာတွေကိုထပ်မေးတာပါ။ဆိုတော့အဲ့လိုပြောတဲ့အထဲမှာကျွန်တော်တို့ဒီမှာဗားလေးသွားပြီးတော့တွေ့ရတယ်လဲဆိုတော့အမေရိကန် နိုင်ငံရေးသမားတွေအမေရိကန်လွှတ်တော်တွေကလွှတ်တော်အမတ်တွေကမြန်မာနိုင်ငံရေးပေါ်မှာဘလို့မြင်တယ်လဲဆိုတော့ဘာတွေပြောကြတယ်လဲဆိုတော့ကျွန်တော်တို့နောက်ထောင်ဝင်ရပါတယ်ကျွန်တော်ဒီကြားနာဝင်မှာအဓိကဆွေးနွေးသွားတဲ့အကြောင်းအရာတွေအကုန်လုံးကိုခြုံပြီးတော့ပြောရရင်ကျွန်တော်တို့အာနာသိန်းစစ်တပ်နဲ့အတူအောင်ရွေးကောက်ပွဲအကြောင်းကိုပြောတယ်ကျွန်တော်နောက်ပြီးတော့ရိုဟင်ဂျာတိုက်ဝန်းနဲ့ပတ်သက်တဲ့ကိစ္စတွေပြောတယ်ပြီးတော့ကြားဖြန့်အရေးပြီးတော့ဖင်တနိုင်းမူရစီအကြောင်းတွေကိုအဓိကပြောသွားတာပါဆိုတော့ဒီမှာကျွန်တော်ရှေ့ကတုံးခဲ့တဲ့စကားလုံးတွေက အတူရောင်ယူကောက်ပွဲရိုဝင်ဂျာတိုက်ဝန်းကြားဖြန့်ဖန်တနိုင်းမူးရစေဒီကိစ္စတွေကသူတို့ဒီလွတ်တော်ထဲမှာကြားနာစင်မှာတုံးသွားတဲ့စကလုံးတွေပါဆိုတော့ဖန်တနိုင်းမူးရစေလဲပါတာပေါ့နော်ဆိုတော့ဒီထဲကစကလုံးတွေကိုကျွန်တော်တို့သတိထားတင်ပါတယ်ဆိုတော့ဒါကလွတ်တော်တွေကဆွေးနွေးချက်ထဲမှာဒါအခုဒီလမှာကျင်းပတော့မယ်ဒါစကောင်စီရဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဆိုပြီးတော့ပြောတာပါပြောတော့ဘာထပ်ပြောသေးလဲဆိုတော့โจတင်ဆုံးဖြတ်ချက်ချထားပြီးသား ရွေးကောက်ပွဲဆိုပြီးတော့ပြောတာပေါ့နော်ဆိုတော့တချို့ဆိုရင်ကျွန်တော်သတိထားမိကြပါလိမ့်မယ်အဲ့ဒါကတချို့နေရာတွေမှာဒီကြန့်ခိုင်ရေးကရွေးကောက်ပွဲတော့မပြန်ရသေးဘူးနိုင်နေပြီဆိုတာမျိုးတွေဆိုတော့ဒီဟာကကျွန်တင်ဆုံးဖြတ်ချပြီးတော့ရွေးကောက်ပွဲဆိုတာဒါကိုပြောချင်တာပါနောက်တစ်ခုကမြမအရေးဆွေးနွေးပွဲတဲမှာရိုဟင်ဂျာအရေးဆွေးနွေးချက်ကိုပါထည့်သွားတာပါကျွန်တော်ဒီဒီအကြောင်းကိုတော့ကျွန်တော်ပြီးရင်ဆက်ပြောပါမယ်ကျွန်တော်ဒီထဲမှာဆိုလေလာပြီးတော့ဒီ၃ယောက်ပေါ့နော်၃ယောက်လူ၃ယောက်လာပြီးတော့ပြောတဲ့ထဲမှာအမျိုးသမီး၂ယောက်ရယ်အမျိုးသား၁ယောက်ပြောတဲ့ထဲမှာ မျိုးသမီးတစ်ယောက်ကရိုဟင်ဂျာအမျိုးသမီးပါဆိုသူ့ကိုယ်သူမိတ်ဆက်တာပါဂျန်နဲ့နှစ်ယောက်ကတော့ဒါမြမအရင်နဲ့ပတ်သက်လို့ကြွန့်ကျင်သူတွေပေါ့နော်ကျွန်တော်အမေရိကန်လို့တော့အမတ်တွေကအဲ့ထိုင်းမှာသူတို့ပြောတဲ့စကားလုံးတွေမှာဆိုရင်မြမနိုင်ငံကကြာရှုံးနိုင်ငံဖြစ်နေပြီဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့မြမနိုင်ငံဟာအလင်းအမြန်ပဲဒါရာဇဝတ်ဂိုင်းပေါင်းစုံရဲ့စုရကြီးတကယ်စုရကြီးဆိုပြီးတော့ပြောသွားပါတယ်ပြီးတော့မြမလူတို့ရဲ့တဝက်လောက်ကစင်ရွေးနေနေကြပြီနောက်သူတုံးသွားတဲ့ဂိန်းကနန်းတွေကလည်းဒီမှာသတိထားကြပါ 3.6တန်းလောက်ရှိတဲ့လူတွေကပြည်တွင်းထဲမှာစပေးချောင်းနေရတယ်ပြီးတော့တန်းချီတဲ့လူတွေကလည်းနိုင်ငံပြင်ပကိုထွက်ပြေးပြီးတော့ခိုလုံနေကြတာဆိုပြီးပြောပါတယ်နောက်တစ်ခုကဒါကျွန်တော်တို့တချို့ကိစ္စတွေကကျွန်တော်တို့သိထားပြီးသားအကြောင်းအရာတွေဖြစ်ပေမဲ့ American အမတ်တွေဘာသာကထွက်လာတဲ့စကားလွတ်တော်ထဲမှာဆွေးနွေးတဲ့စကားတွေဖြစ်လို့ဒီကိစ္စတွေကပြောရရင်ဒါလွတ်တော်မှတ်တမ်းတွေကိုဝင်ပါတယ်ဆိုတော့သူတို့ပြောနေတဲ့စကားတွေပါဗောနော်ပြီးနောက်တစ်ခုကဒီမှာခုခံတော်လန့်စစ်နဲ့ပတ်သက်ပြီးတော့လည်းသူထည့်ပြောပါတယ်အဲ့ဒါက တိတာတဲ့အောင်မြင်မှုတွေကိုဒီဘက်အွန်လိုင်းရေးတပ်ဖွဲ့တွေကရနေကြတယ်။ဒါပေမဲ့တစ်ဖက်မှာစစ်တပ်ကဒါကိုကြံ့ကြံ့ခံနေသေးပဲ။နိုင်ငံ20ရာခိုင်နှုန်းကိုစစ်တပ်ကထိန်းချုပ်ထားနိုင်တယ်ဆိုပြီးတော့အဲ့ဒီမှာပြောပါတယ်။ပြီးတော့ဒီစစ်တပ်ကလာမဲ့ဒီရွေးကောက်ပွဲမှာတိုးတင်ဆုံးဖြတ်ထားပြီးသားဖြစ်တယ်။ပြီးတော့ဒီမိုကရေစီနည်းနဲ့အကူအပြောင်းလုပ်တယ်လို့မျိုးဟန်ဆောင်ပန်ဆောင်လုပ်ပြမယ်ဆိုပြီးတော့ဒီလွတ်တော်တွေကအမတ်ဆွေးနွေးချက်ထဲမှာပါပါတယ်။ဒီမှာသူပြောတာကဒီရွေးကောက်ပွဲဆိုတာတရားဝင်တရားဟန်ပြတဲ့တဲ့လုပ်ထားတာပါ။ တကယ်တော့တရုတ်နဲ့ရုရှားရဲ့ရုပ်သေးရုပ်အဖြစ်ဆက်နေလို့ရအောင်စစ်အစိုးရတရားဝင်ခြင်းအောင်ဆောင်ထားတာပဲဖြစ်တယ်ဆိုပြီးတော့ပြောသွားတာပါ။ဒါပြီးတော့ဒါသူကဗာထမ်းမိတယ်ဆိုတော့ဒီကျွမ်းကျင်သူတွေကိုပေါ့နော်။ဒီ American အစိုးရအနေနဲ့အခုဒီစစ်တပ်ကတော့ယူကော့ပွဲလို့တော်မယ်ဆိုတော့ American အစိုးရအနေနဲ့လွှတ်တော်အနေနဲ့ဒီပုံမှာဘာလုပ်တင်တယ်လဲ။စစ်တပ်ရဲ့ယူကော့ပွဲကိုဆန့်ကျင်တင်တယ်လားဒါမှမဟုတ်ဘယ်ဘယ်လိုလုပ်ရမလဲပေါ့နော်တနည်းတစ်ပုံအပြင်ဆန့်ကျင်တင်သလားတချို့အစိပ်ပိုင်းတွေကိုဆန့်ကျင်ရမလားဒီကိစ္စတွေကိုဒီလွှတ်တော်အမတ်တွေက ဒီကြားနာပွဲကိုလာတဲ့လူတွေကိုမိတာပေါ့နော်ကျွမ်းကျင်သူတွေကိုကျွန်တော်ကြားနာပွဲလာတဲ့ဒီကျွမ်းကျင်တဲ့မြန်မာနိုင်ငံရင်းနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတွေကတော့လုံးလုံးစန့်ကျင်မှုကန့်ကွက်ဖို့ဆိုတာမျိုးပြောကြတာပေါ့နော်အခုချိန်အထိကျွန်တော်တို့နားလည်ရတယ်လို့ဆိုလို့ရှိရင် American အစိုးရအနေနဲ့ရော American လွတ်တော်အနေနဲ့ရောဒီမြန်မာစစ်တပ်ကချင်းပါမှာယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကန့်ကန့်ကွက်ကြောင်းစန့်ကျင်ကြောင်းလွတ်တော်တရားလုံးအနေနဲ့အစိုးရတရားလုံးအနေနဲ့ထုတ်ပြောထားတာမျိုးမရှိသေးပါဘူးဒါပေမဲ့ဒီဆွေးနွေးပွဲဒီကြားနာပွဲတွေ ပြီးတဲ့နောက်ပိုင်းမှာတော့ဒီကျမ်းစာပေါ်ထဲမှာပါလေလွှတ်တော်အမှတ်တွေပေါ့နော်သူတို့က Facebook တို့သူတို့ရဲ့ social media တွေပေါ်မှာမြန်မာနိုင်ငံကစစ်တပ်ရဲ့ကျင်းပမဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲဖြစ်တယ်တရားမျှတရားမျှတမှုမရှိဘူးလွတ်လပ်မှုမရှိဘူးဆိုတဲ့အကြောင်းတွေကိုထုတ်ပြောထားတာတော့တွေ့ရပါတယ်အမေရိကန်လွတ်တော်ထဲမှာမြန်မာအယူဆွေးနွေးခွင့်နဲ့ပတ်သက်လို့ပုံစံအမျိုးမျိုးနဲ့အဓိပ္ပာယ်ဖွင့်ကြပါတယ်။ဆိုတော့တချို့ကတော့ဒီလွတ်တော်အမတ်တွေပြောတဲ့ဇာတ်ကားတွေကိုဒါဟာ မြန်မာဒီအာဏာသိမ်းစစ်တပ်ပေါ်မှာအမေရိကန်အစိုးရရဲ့သဘောထားပုံစံမျိုးလဲကြီးကြတာကြပါတယ်ဒီမှာတော့ကျွန်တော်မြင်တာကတော့အဲ့လိုခွဲမြင်ဖို့လိုမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့အင်ဖြူရောဒေါ်နယ်ထရမ့်နောက်ပြီးတော့ဒီအမေရိကန်အစိုးရရဲ့သဘောထားနဲ့ဒီလွှတ်တော်တွေကလွှတ်တော်အမတ်တွေရဲ့သဘောထားကမတူပါဘူးဆိုကျွန်တော်အရှိမပြောခဲ့တဲ့လွှတ်တော်အမတ်တွေအနေနဲ့ကတော့ဒါမတရားတရားမျှတမှုမရှိဘူးမြန်မာစစ်တပ်ဟာလူတွေကိုတပ်ဖြတ်နေတယ်နောက်ပြီးတော့ဒီရွေးကောက်ပွဲအတုရောင်းရွေးကောက်ပွဲဆိုတာတော့နေတယ်စသဖြင့်ဒီကိစ္စလို့သူတို့ ဆိုရှယ်မီဒီယာတွေမှာထုတ်ပြောနေတယ်။ဒါပေမဲ့ဒါကလွတ်တော်ရဲ့အတန်မဟုတ်ဘဲလွတ်တော်အမတ်တွေရဲ့အတန်ဖြစ်တယ်။ပြီးတော့ဒါအစိုးရရဲ့အတန်မဟုတ်ဘူးဆိုတာကိုကျွန်တော်ဒီမှာကျွန်တော်တို့ခွဲပြီးတော့နားလည်ရမှာပါ။ဒါတော့နောက်တစ်ခုကကျွန်တော်တို့အခုအချိန်အထိကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကြားဖြန့်ကိစ္စတွေနဲ့အဲပတ်သက်လို့အင်ဖြူတော်ဒေါ်နယ်ထရမ့်နောက်ပြီးတော့သူရဲ့ပြောရေးဆိုခွင့်ရှိသူသူတို့တွေစီကအခုချိန်ထိမြန်မာနိုင်ငံကကြားဖြန့်လုပ်ရတဲ့ပတ်သက်ပြီးတော့အခုချိန်ထိဘာတမ်းမှထွက်လာတာကျွန်တော်တို့မထွက်ရသေးဘူး။တနည်းအားဖြင့် တော်လှုပ်တော်ထဲမှာဆွေးနွေးခဲ့တဲ့အချက်တွေကိုပြန်ကြည့်လို့ရှိရင်ဒါတရုတ်ပါတယ်ရုရှားကနေပြီးတရုတ်နဲ့ရုရှားကနေပြီးမြန်မာအာဏာသိမ်းစစ်တပ်ကိုနောက်ကနေပြီးတော့ထောက်ပံ့နေတယ်။ဒါကျွန်တော်တို့ရှင်းမှာပြောခဲ့တဲ့ဘယ်လာရုရှ်ကိုအပါဝင်ပါနော်ထောက်ပံ့နေတယ်။ဆိုတော့အဲဒါကြောင့်မို့လို့ဒီစစ်တပ်ကအသက်ဆက်ရှင်နေနိုင်တော့မယ်။ပြီးတော့စစ်တပ်အောက်မှာအလုပ်လုပ်တဲ့ဒါ BGF နောက်ပြီးတော့ဒီ DKBA ဒီလိုအဖွဲ့တွေကရဲ့ထိန်းချုပ်မှုအောက်မှာကြားဖြန့်ကဆက်ပြီးတော့လဲပတ်နေနိုင်တော့မယ်ဆိုတာကိုဆက်ပြကြပါတယ်။တနည်းအားဖြင့် အဲတရုတ်ကြောထောင်နောက်ခံပေးထားတဲ့ဒီဂိုင်းတွေဟာဒီအာနာဒင်းစစ်တပ်ထိန်းချုပ်မှောက်မှာရှိတဲ့နယ်မြေတွေမှာအလုပ်လုပ်နိုင်တယ်ဆိုတော့ပြောပြကြတာပါတို့တော့အဓိကပြဿနာကတော့အာနာဒင်းစစ်တပ်ပဲဖြစ်တယ်ဆိုတော့သူတို့ထောက်ပြကြပါဒါပေမဲ့ဒီကိစ္စကိုလွှတ်တော်အမတ်တွေကသာပြောနေတာဖြစ်ပြီးတော့အမေရိကန်လွှတ်တော်အမတ်တွေကသာပြောနေတာဖြစ်ပြီးတော့အမေရိကန်အစိုးရကဒီကိစ္စကိုဒီလိုမျိုးတရားဝင်ထုတ်ပြောထားတာမျိုးအခုချိန်ထိမရှိသေးပါဘူးဆိုတော့ပြောရရင်တော့ဒါကအစိုးရရဲ့မူဝါဒတရားမြန်မာနိုင်ငံပေါ်မှာအစိုးရရဲ့မူဝါဒတရား ဖြစ်မလာသေးဘူးဆိုတာကိုပြောချင်တာပါဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးကိုလွတ်တော်ထဲမှာအမေရိကန်လွတ်တော်ထဲမှာဒီလိုမျိုးပြောခွင့်ရတယ်ဆိုတော့ကွာတနည်းအားဖြင့်တိုးတက်မှုလို့ကျွန်တော်ကတော့ဒီမှာမြင်ပါတယ်ဆိုတော့အရင်ကတို့မြန်မာရင်းနဲ့ပတ်သက်လို့ပြောချင်တယ်ဆိုလို့ရှိရင်နိုင်ငံရေးသမားတွေလွတ်တော်အမတ်တွေကတို့နီးစပ်ရဒါမှမဟုတ်ကျွမ်းကျင်ရကျွမ်းကျင်တဲ့လူတွေကိုခေါ်ပြီးတော့နားထောင်တာစကားပြောတာမျိုးလောက်ပဲရှိပြီးတော့တကယ်လွတ်တော်ထဲမှာဒီလိုမျိုးမြန်မာအရေးကိုတော့ တကယ်အာယုံဆက်ပြီးတော့ဂိုင်းတွေတင်နေဆိုတာမျိုးကိုပြောတာတော့ဒါအာနာသိပြီးနောက်ပိုင်းမှာဘာမအက်ပေါ်ပြီးနောက်ပိုင်းမှာဆိုတာဒုတိယအကြိမ်လို့ပြောရပါမယ်ကျွန်တော်တနည်းအားဖြင့်တော့အမေရိကန်ပြည်သူတွေနဲ့တိုက်ရိုက်ပတ်သက်နေတဲ့မြန်မာအရေးလို့ဒါသူတို့စဉ်းစားကြပုံရပါတယ်ဒါကြောင့်မလို့တော်တယ်မှာကြားနာပွဲအဆင့်တီလုတ်ခဲ့တာပါဆိုတော့ဒီအဆင့်တီရောက်လာတော့ဒါမြန်မာရေးနဲ့ပတ်သက်မှုတက်ပတ်သက်လို့ရှိရင်တုတ်တမှုတစ်ခုပါပဲဒီကြားနာပွဲမှာပြောသွားတဲ့နောက်ထပ်ကျွန်တော်တို့သတိထားတဲ့စကားလုံးတွေက ကြားဖြန့်ရေးဟာ အဲ့ဒီကြားဖြန့်နေအလုံးလုံးနိုင်အောင်လက်ခံထားတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်နေကြဆိုတဲ့အကြောင်းအရာပါပဲဆိုတော့ပြောချင်တာကကမ္ဘောဒီးယားမှာခြေစိုက်တဲ့ကြားဖြန့်ကကမ္ဘောဒီးယားအစိုးရကအဲ့ဒီကြားဖြန့်တွေကိုလက်မခံထားဘဲနဲ့ဒီလောက်ထိဖြစ်လာကြအကြောင်းမရှိဘူးမြန်မာနိုင်ငံထဲမှာဆိုရင်လည်းကျွန်တော်တို့ဘုံမှုကြီးဆော့ချစ်သူ PGF TKBA အပေါ်မှာဆိုကျွန်တော်တို့ပြဿနာတွေကျွန်တော်တို့1027ဖြစ်ခဲ့တဲ့ဒါလောက်ကင်လို့ကိစ္စမျိုးတွေဟာကျွန်တော်တို့ဝေဆန်းလို့ဆိုတဲ့တရားဝင်ဝင်ခံထားတာဟုတ်ဒါတွေဟာဒီဒီ သူတို့ထိန်းချုပ်တဲ့နယ်မြေကိုအပေါ်ကနေအာတကယ်ရင်းမြစ်အုပ်ချုပ်တဲ့ဗဟိုကအုပ်ချုပ်တဲ့စစ်တပ်ကနေပြီးတော့သူတို့ကိုခွင့်မပြုထားပဲဒါတွေကမှဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုအမေရိကန်လွတ်တော်ထဲမှာဆွေးနွေးကြပါတယ်ဆိုတော့ပြောရရင်တော့အမေရိကန်လွတ်တော် အမတ်တွေအနေနဲ့ဒီမြန်မာနိုင်ငံရဲ့ပြည်ထနာဒီကြားဖြန့်ပြည်ထနာတွေကိုတနည်းတစ်ဖုံအဖြစ်တော့သူတို့နားလည်နေပြီဆိုပြီးတော့ကျွန်တော်တို့ဒီမှာပြောရမှာပါကျွန်တော်တို့ခုကဒီကြားဖြန့်လုပ်ငန်းတွေအကုန်လုံးကိုလုတ်ကင်နေတဲ့သူတွေခါအမေရိကန်တို့တော်အမတ်တွေကတော့ကျွန်တော်တို့ကတော့ ြောရင်ဒါရှက်ကြကြမ်းလိုမျိုးနောက်တစ်ခုကဒါဘုံမှုကြီးဆုံးချက်သူလိုမျိုးကျွန်တော်တို့ထည့်ပြောကြလေရှိတာပေါ့နော်ဒါပေမဲ့အမေရိကန်တို့တော်မတ်တွေဆွေးနွေးတဲ့အထက်မှာသူတို့အများဆုံးပြောကြတဲ့စကားလုံးကတရုတ်ရာဇဝတ်ဂိုင်းဆိုတာမျိုးပဲပြောတာပေါ့နော်တရုတ်ရာဇဝတ်ဂိုင်းနောက်ခံတွေကအလုပ်လုပ်နေတယ်ဆိုတာမျိုးကိုသူတို့ပြောကြတာပါဆိုတော့ပြောရရင်တော့ဒီအမေရိကန်အနေနဲ့ကျတော့သူကမြန်မာပုံစံကိုမြန်မာပုံစံလုံးမြင်ပဲနဲ့နောက်ကနေပြီးတော့တရုတ်ထောက်ပံ့ပေးထားတဲ့နိုင်ငံဆိုပြီးတော့သူတို့လွတ်တော်မတ်တွေကအဲ့ဒီပုံစံမျိုး ပြောကြတာပါ။တနည်းအားဖြင့်တော့အမေရိကန်နဲ့တရုတ်ရဲ့အားပြိုင်မှုလည်းဒီမှာကျွန်တော်တို့မြင်ရတာပါ။ဆိုတော့ဒါပေမဲ့အခုပြောနေတဲ့ဇာတ်တွေဒီကျွန်တော်အထက်မှပြောခဲ့သလိုဒီလွှတ်တော်အမတ်တွေကပြောနေတာပဲဖြစ်ပါတယ်။ဒါတရားကိုဒေါ်နယ်ထရမ့်အနေနဲ့ဒါမှမဟုတ်လည်းအမေရိကန်အစိုးရတစ်ခုလုံးအနေနဲ့ဇာတ်ပြောလာဖို့လိုတာပေါ့နော်။အဲ့ဒီအဆင့်အထိတော့အခုမရောက်သေးပါဘူး။မြန်မာအရေးကိုအမေရိကန်တို့တော်တဲ့မှာဆွေးနွေးတာနဲ့ပတ်သက်လို့အများစုကတော့ဝမ်းသာကြပါတယ်။ဒါပေမဲ့ဒီမှာတစ်ခုရှိသေးတာကအဲ့ဒီအထက်မှာဆွေးနွေးသွားတဲ့အကြောင်းအရာ တချို့ကိုတော့ဒီထဲ့မပြောကြတာတွေ့ရပါတယ်အဲ့ဒါကဒီ American လွှတ်တော်အမတ်ပေါ့နော်လွှတ်တော်အမတ်ဒီ Sydney Kamala Gardoff ဆိုတဲ့အမျိုးသမီးပြောတော်တဲ့အကြောင်းအရာပါဆိုတော့သူကတော့အဲ့ဒီစကိုရင်းကဆွေးနွေးပွဲထဲမှာမြန်မာကြားဖြင့်အကြောင်းအရာတွေဆိုတော့သူကအဓိက Rohingya ကိစ္စကိုအဓိကပြောသွားတာတွေ့ရပါတယ်ဆိုတော့ငါမနဲ့ဆက်လို့သူပြောသွားတဲ့အထဲကစာပိုက်တစ်ပိုက်ကိုကျွန်တော်ထုတ်နှုတ်ဖတ်ပြခြင်းပါတယ်အဲ့ဒါက ရခတ်တော်က2023နောက်ပိုင်းအာနာသိန်းစစ်တပ်နဲ့တိုက်ပွဲတွေပြန်ဆပြီးနောက်ပိုင်းမှာသူထိန်းချုပ်တဲ့နယ်မြေထဲမှာရှိတဲ့ရိုဟင်ဂျာတွေအပေါ်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုပြီးတော့ထည့်ပြောသွားပါတယ်။သူတို့ဒါကအမေရိကန်လွှတ်တော်အမတ်အမတ်ကလွှတ်တော်ထဲမှာမြမရေးလွတ်အကြောင်းဆွေးနွေးတဲ့လွှတ်တော်ထဲမှာထည့်ပြောသွားတာ။ပြီးတော့သူကဗာထပ်ပြောသေးတယ်ဆိုတော့2023နောက်ပိုင်းအာရခတ်တော်ရဲ့လိုရက်တွေကြောင်းရိုဟင်ဂျာပေါင်းတသိန်းခွဲကျော်လောက်ပြီးခဲ့တဲ့နှစ်ခွဲအတွင်းမှာဘင်္ဂလားဒေ့ရှ်တဲကို ဖွပြေးခိုလုံသွားကြတာဆိုပြီးတော့လေထည့်ပြောပါတယ်ပြီးတော့ဒုက္ခသည်စခန်းတွေမှာဆိုရင်လေဒီလက်နက်ကင်တပ်ဖွဲ့တွေကိုလက်နက်ကင်တပ်ဖွဲ့တွေကထိန်းချုပ်ကြီးစိုးထားဖို့စ조사နေကြပြီးတော့လိန်လုံးငန်းတွေမှာဒီရိုဂျာမျိုးသမီးတွေကိုခိုင်းစေတာဂျုံပြူတာတွေလုပ်နေပြီးတော့အာနာသိန်းစစ်တပ်ထဲမှာဆိုရင်လေအတင်းအဓမ္မစစ်သားစုဆောင်းတာတွေလုပ်နေတယ်ဆိုပြီးတော့သူကထည့်ပြောသွားပါတယ်ဒီခုနပြောတဲ့စကားလုံးတွေကဒါအမေရိကန်လွှတ်တော်အမတ်အမျိုးသမီးပြောထားတဲ့စကားလုံးတွေပါကျွန်တော် နောက်တစ်ခုကဒီထဲမှာသူတို့ဘာထပ်ပြောသေးတယ်ဆိုတော့ Ranger အရေးနဲ့ပတ်သက်ပြီးတော့ American အစိုးရကထိန်းကြောင်းမှုလိုနေတယ်ဆိုပြီးတော့ထည့်ပြောတယ်ပြီးတော့ဒီကိစ္စမှာ Bangladesh အစိုးရကို American အစိုးရအနေနဲ့ပံ့ပိုးကူညီသင့်တယ်ဆိုပြီးတော့ထည့်ပြောပါတယ်ဆိုတော့နောက်ဒါပေမဲ့ Bangladesh အစိုးရကဒါ Mohammed Yunus အစိုးရကအခုချိန်ထိကိုအစိုးရတရအနေနဲ့ပြည်ပြင်းဖြစ်သေးပဲနဲ့ယာယီအစိုးရအနေနဲ့ပဲတွားနေတော့မယ်ပေါ့နော်ဆိုတော့ Ranger အနေနဲ့ Ranger အရေးနဲ့ပတ်သက်ပြီးတော့ဘာဆက်လုပ်နိုင်တယ်လဲဆိုတဲ့ကိစ္စပါဆိုတော့ဒီမှာ ျွန်တော်တို့နားလေရတာကတော့မြမအရေးကိုနိုင်ငံတကာကဆွေးနွေးတိုင်းမှာရွန်ဂျာကိစ္စတွေပါတယ်လေဆိုတဲ့ကိစ္စပေါ့နော်ဆိုတော့ဒါမဲ့ဒီကိစ္စပေါ်မှာဘယ်လိုဖြေရှင်းမလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ရခိုင်မှာဆိုလို့ရှိရင်ခု၃မျိုးကလွဲပြီးတော့ဒီတပြည်ညလုံးနှီးပါကိုဒါအရခတတ်တော်ကဒါထိန်းချုပ်ထားပြီးတာဖြစ်ပြီးပေါ့နော်ဆိုတော့စစ်တပ်အနေနဲ့ဒါကိုဖြေရှင်းနိုင်မယ်အန်ဒီအန်ဒီအလားလားမမြင်ရဘူးပြီးတော့အာဒီမြို့တိုင်းယူရီဆိုးအနေနဲ့ကောဒီဟာကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်တော့ဒီအတွက်ကလည်း ကျွန်တော်အခုချိန်ကြီးမြင်ရတဲ့လောက်ကတော့တိကျတဲ့အဖြေရှိနေတာမတွေ့ရတော့ကျွန်တော်ဘယ်လိုဆက်လုပ်မလဲဆိုတော့မသိရတဲ့ပြဿနာကြီးတစ်ခုနေနဲ့ဆက်ရှိနေပါတယ်ဒါပေမဲ့ဒီကိစ္စကမြမအရေးကိုပြောရမှာနိုင်ငံတကာစာမျက်နှာမှာအများအားပါနေမဲ့ကိစ္စပါပဲနောက်တစ်ခုကမြမနိုင်ငံအကြောင်းဆွေးနွေးတော့တဲ့အထက်မှာဒီမူရစေဂိုင်းနေနဲ့ပတ်သက်ပြီးတော့လေမူရစေဝိုင်းနဲ့ပတ်သက်ပြီးတော့လေပြောတော့ပါတယ်ဆိုတော့ဒါကအမေရိကန်တွေနဲ့ကြတော့လေမြမအရေးကိစ္စပုံစံမျိုးမဟုတ်တော့ဘဲနဲ့အမေရိကန်ပြည်သူတွေကိုဓာတ်ရိုက်ထိခိုက်တယ် ကိစ္စဆိုပြီးသူတို့ဆွေးနွေးကြတာပါသူတို့ပြောချင်တာကတော့ဒီ fentanyl ဆေးတွေကထူးသဖြင့် Mexico မှာရှိတဲ့ဒီမူရခိုင်းတွေက American နိုင်ငံတွေကိုသွင်းတယ်ကျော်ရင်ငွေတွေကိုသူတို့ကဘယ်လိုပုံစံလုပ်တလဲဆိုတော့ crypto ပုံစံပြောင်းပြီးတော့သိမ်းကြတယ်။တနည်းအားဖြင့်ငွေမဲတွေကို crypto လုပ်ပြီးတော့ငွေဖြူဖြစ်အောင်လုပ်တယ်လို့ဒီမှာသူတို့ပြောကြနေတာပါ။ဆိုတော့အဲ့ဒီငွေမဲငွေဖြူလုပ်တဲ့ crypto လုပ်ငန်းတွေကမြန်မာနိုင်ငံနဲ့ဆက်ဆံနေတဲ့နေရာဒီဘက်မှာလာပြီးတော့ဖြစ်နေတယ်ဆိုပြီးတော့သူတို့ကပြောပါတယ်။ဒါ ရှူဒရီကန်ပေါ့ကျွန်တော်တို့ကြောက်ဝေထိန်းချုပ်ထားတဲ့ရှူဒရီကန်နေရာမှာဆိုတော့ရှူဒရီကန်နေရာကကြောက်ဝေ king roman casino တို့ကိုအမေရိကန်ကစီးပွားရေးပိတ်ဆို့ထားတာကြာပါပြီဆိုတော့သူတို့အဓိကပိတ်ဆို့ရတဲ့အကြောင်းရင်းကဒါငွေဖြူငွေမဲလောက်တယ်ငွေကြေးခွာချတဲ့နေရာဆိုပြီးတော့တုံးတာပါဒါကြောင့်မို့လို့ပြောရရင်တော့ crypto လုပ်ငန်းလို့ပြောတာပဲဖြစ်ဖြစ်ကြားဖြန်ပဲဖြစ်ဖြစ်ဒါမူရစေးလို့ပဲပြောတာဖြစ်ဖြစ်အကုန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံနဲ့တနည်းတစ်ပုံအပြင်သွားပြီးတော့ဆက်နွယ်နေတာကိုကျွန်တော်တို့ဒီမှာတွေ့ရပါတယ် ဝီစီဝါဆိုတဲ့ပတ်သက်လို့လည်းကျွန်တော်တို့ပြီးခဲ့တဲ့လတွေတုန်းကဆိုရင်ဒေါ်နယ်ထရမ့်ကသူပြောဆိုချက်ထဲမှာကိုလံဘီယာ၊ဗင်နီဇွဲလားဒီနိုင်ငံတွေနဲ့အတူတူမြန်မာနိုင်ငံလည်းအပါအဝင်အမေရိကန်ပြည်သူတွေကိုဒုက္ခပေးနေတဲ့မူရစေးတွေကိုဒီနိုင်ငံတွေကနေပြီးတော့ဖြန့်ဖြူးထုတ်လို့ဟိုရောင်းချတယ်ဆိုတာမျိုးတွေပြောကြတာမှတ်မိကြအောင်ပါပါဆိုတော့ကမ္ဘာစာမျက်နှာမှာတော့ဒီဂျန်တဲ့နိုင်ငံတို့အာဖဂန်နစ္စတန်တို့တို့နိုင်ငံတွေနဲ့အတူတူမြန်မာကတော့အတူတူပါနေပါပြီဆိုတော့မူရစေးဝါဆိုလို့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကဒီ UN ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်တခုကိုလည်းဒီမှာအလင်းသင်လို့ထည့်ပြောပြစီ ဆိုကျွန်တော်တို့2023မတိုင်ခင်ကတော့ကျွန်တော်တို့ဒီအာဖဂန်နစ္စတန်ပေါ့နော်အာဖဂန်နစ္စတန်ကကဘာမှာဘိန်းပေါ့နော်ဘိန်းဖြူမှုရေးဆေးဝါးထုတ်လုပ်မှုတွေမှာအများဆုံးနံပါတ်1ထဲမှာပါပါတယ်ဒါပေမဲ့2023နောက်ပိုင်းကစပြီးတော့အဲ့ဒီနံပါတ်1နေရာကိုမြန်မာနိုင်ငံကဝင်ယူလိုက်ပါတယ်ပြောရရင်တော့တာလီဘန်အစိုးရပေါ့နော်အခုဒီအာဖဂန်နစ္စတန်ရဲ့တာလီဘန်အစိုးရကနောက်ကိုရောက်သွားပြီးတော့မြန်မာနိုင်ငံရဲ့စစ်အစိုးရကဒီကဘာမှာဘိန်းဖြူထုတ်လုပ်မှုအများဆုံးထဲမှာနံပါတ်1နေရာကို ကြောက်သွားပါတယ်ဆိုတော့ဒီနှစ်ခုစလုံးဘိန်းဖြူရောအခုကြားဖြန်ရောအကုန်လုံးကဒါအမေရိကန်အဲလွှတ်တော်မှတ်တွေပြောနေတာကွာဒါဟာဒါအမေရိကန်ပြည်သူတွေရဲ့ငွေတွေအမေရိကန်ပြည်သူတွေရဲ့နေစဉ်ပေါ်ရတယ်ကိုတိုက်ရိုက်ချိန်ချောင်နေတယ်သူတို့သုံးတဲ့အတုံးကတော့ဒါဟာမြို့သားဂျိုးစီဘောက်ကိုချိန်ချောင်နေတယ်ဆိုပြီးတော့သုံးတာဘူးဆိုတော့အကုန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံနဲ့တော်ပြီးပတ်သက်နေတာကိုမြင်ရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကဆွေးနွေးတာကတော့ဒါနိုင်ငံရဲ့ချာအကြဖြန့်ဂိုင်းနေနှိမ်နင်းဥပဒေကြမ်းကိုဆွေးနွေးကြတာပါ ကျွန်တော်ဒါကိုဆွေးနွေးတာကဒါအောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီအောက်မှာဆွေးနွေးတာပါကျွန်တော်ပြီးခဲ့တဲ့အာနိုဝင်ဘာ19ရက်နေ့တုန်းကကြားနာပွဲကလည်းဒီအောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီ sub committee အောက်မှာဆွေးနွေးကြတာပါဒီမှာဒီနိုဝင်ဘာ3ရက်နေ့ကဆွေးနွေးပွဲမှာဒီနိုင်ငံခြားရေးကော်မတီရဲ့ဥက္ကဋ္ဌဘောနော် Brian Musk ကသူကဘာပြောလဲဆိုတော့သူ intro ဒီနီးတမ်းပြောတဲ့အထဲမှာဘောနော်အာနာသိန်းစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာကြားဖြန့်နေလှုပ်ရှားနေတယ်ဆိုတာမျိုးကိုသူကအဲ့ဒီမှာထည့်ပြောပါတယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီကိစ္စကိုတော့ ဒါအမေရိကန်တော်တော်တဲမှာတော်တော်ကြီးကြီးလေးလေးဖြစ်နေပြီးဆွေးနွေးနေကြပြီဆိုတော့ကျွန်တော်တို့ဒီမှာနားလည်ရပါတယ်။ဆိုဒီကိစ္စကိုတို့တို့တော်တော်လေးမှာဆွေးနွေးနေတော့မှာပဲတို့နောက်မှာတပ်ပုံတပုံပြထားတာပေါ့။အဲ့တပ်ပုံကဒါမြန်မာနဲ့ထိုင်းနေဆက်မှာရှိတဲ့ကြားဖြန့်ယုံတွေကိုပြထားတာပါ။ဆိုတော့ဒီဥပဒေပေါ့နော်တို့ဆွေးနွေးနေတဲ့ဥပဒေဂျမ်းရဲ့အဓိကရည်ရွယ်ချက်ကဒါ Federal Entered Agency Tax Force တခု ပေါ်လာဖို့ဖြစ်ပါတယ်။ဂူတီအရာပေါ်မလာသေးဘူးเนาะဒါမှမဟုတ်ကျွန်တော်တို့ရှင်းရှင်းလေးလေးနားလည်သင့်တဲ့ကိစ္စက ဒီဥပဒေကြမ်းကအခုချိန်ထိလွှတ်တော်ထဲမှာဆွေးနွေးနေဆဲပဲရှိပါသေးတယ်။လွှတ်တော်ထဲမှာလို့ပြောရင်ဒါအောက်လွှတ်တော်မှာပဲရှိသေးတာပေါ့နော်။ဆိုတော့ဒီအောက်လွှတ်တော်မှာအာစက်တင်ဘာ16ရက်နေ့ကတင်ခဲ့တယ်။စက်တင်ဘာ16ရက်ပြီးတော့ကြားထဲမှာဒါကြားနာပွဲတွေရှိတယ်။ဒီဥပဒေနဲ့တော့ပတ်သက်ပေမဲ့ကြားနာပွဲတွေရှိတယ်။မြမအရေးကိုဆက်ပြောကြတယ်။ပြီးတော့အခုဒါဒီဇင်ဘာ3ရက်နေ့ကမှသူတို့ကဒီဟာကိုလွှတ်တော်အမတ်တွေကထပ်ပြီးတော့ဆွေးနွေးကြတယ်။တချို့လူတွေကပြင်ဆင်တာတွေထပ်ပြောကြတယ်။ဖြည့်ဆို့တာတွေပြောကြတယ်။ ပြီးတော့အာတော်တော်လေးမှာဆွေးနွေးကြတာပေါ့နော်တရားပြောရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အာနာမသိင်ခင်တုန်းကတော်တော်လေးမှာဆွေးနွေးခဲ့တဲ့ပုံစံမျိုးပါပဲကျွန်တော်အခုတော့အောက်လွတ်တော်မှာသူတို့ဆွေးနွေးတယ်ပြီးရင်အောက်လွတ်တော်ကလည်းတရားကိုအတီးပြုတ်လိုက်ပြီဆိုလို့ရှိရင်စီနိတ်ပေါ့နော် Congress မှာအာအောက်လွတ်တော်မှာအတီးပြုတ်ပြီးစီနိတ်အထက်လွတ်တော်ကိုမှာထပ်ပြီးတော့အတီးပြုတ်ရပါတယ်ကျွန်တော်တို့နိုင်ငံစလုံးကအတီးပြုတ်ပြီးတော့မှတရားကသမရစီကိုရောက်တာပါကျွန်တော်သမရဒေါ်နယ်ထရမ့်ကလက်မှတ်ထိုးပြီးတော့မှဒီဟာဥပဒေတစ်ခုအနေနဲ့ဖြစ်လာတာပါကျွန်တော်အခုအချိန်အထိ ဒီဥပဒေဂျမ်းကအောက်တိုတော်မှာဆွေးနွေးနေတော့မှရှိပါသေးတယ်အတီတော်မပြုတ်ပါသေးပါဘူးကျွန်တော်ဒါလေးဒီဖြစ်စဉ်တစ်ခုလုံးကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအမေရိကန်လွတ်တော်ထဲမှာဥပဒေပြုတ်လာလို့ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုတော့တချို့လဲမြန်တယ်တချို့လဲနှေးတယ်ပေါ့နော်ဆိုတော့တတ်မှတ်ချက်အရတော့တို့ဒါတချို့ဆိုရင်တစ်လတချို့ဆိုရင်နှစ်လသုံးလဆိုတော့ဒါအဆင့်တစ်ဆင့်မှလည်းကြာတတ်တာပေါ့နော်ဆိုတော့ကိုအောက်တိုတော်ထဲမှာလည်းမကြအောင်ဆုံးတစ်လကနေသုံးလလောက်ထိကြာပါလိမ့်အောင်ဆိုပြီးလို့ရှိရင်ကျွန်တော်တို့စီးနေကိုရောက်မယ်စီးနေထဲမှာလည်းဘယ်လောက်ကြာမယ်ကျွန်တော်တို့မသိရဘူး ်ပြီးနောက်ဆုံး Donald Trump ဒါသမ္မတလက်မှတ်ထိုးတဲ့အဆင့်ဒီကိုဘယ်လောက်ကြောက်အောင်ကျွန်တော်တို့မသိရသေးဘူးဒါကအမေရိကန်လွှတ်တော်အနေနဲ့ဒီကြားဖြတ်နိုင်နည်းနဲ့ပတ်သက်လို့အရှိတောင်အရှမခြေစစ်တဲ့ကြားဖြတ်နေကိုနိုင်နည်းနဲ့ပတ်သက်လို့ဥပဒေတစ်ခုဖြစ်လာအောင်ဒါကြိုးပမ်းနေတာကိုမြင်ရတာပါဒါပေမဲ့တကယ်တကယ်တော့ပြီးခဲ့တဲ့နိုဝင်ဘာ12ရက်နေ့ကလေးကဒါဝါရှင်တန်အရှိနေပေါ့နော်သူကြီးညာထားတဲ့ဒီဟာကိုကျွန်တော်စတင်သတင်းဆောင်မလုပ်ခဲ့တချို့မှတ်မိကြပါလိမ့်မယ်ကျွန်တော်သူကအဲ့ဒီကလေးကိုကဒါ FBI agent တွေကိုဒီ time ကိုလှုပ်ခဲ့ပြီးတာပေါ့နော်သူတို့ ဒါရဲ့အကျိုးဆက်အနေနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့အဲရက်ပိုင်းကဆိုလို့ရှိရင် DKB ထိန်းချုပ်တဲ့နေရာမှာအခြေစိုက်တဲ့ကြားဖြန့်လေးပိုင်တဲ့ဒီ website တခုကိုပိတ်သိမ်းတဲ့တော်ကျွန်တော်တို့သတိထားမိကြမှာပါကျွန်တော်ကအပင်ကနေပြီးလောက်တာပေါ့နော်ဆိုတော့ပြောရရင်တော့မြေပြင်မှာတကယ်တကယ်လုပ်နေတဲ့ဒီ scan center tax for ကလည်းအလုပ်လုပ်နေပြီဆိုတော့တစ်ဖက်မှာ American လွတ်တော်အနေနဲ့လည်းဒီဟာကိုတကယ်ဒီထက်ပိုပြီးတော့ချက်ချင်းပြည့်လုပ်နိုင်မှုအတွက်ဥပဒေတခုဖြစ်လောင်းလုပ်နေကြတော့ကျွန်တော်တို့ဒီမှာနားလည်ရပါတယ်ဆိုတော့အဲဥပဒေထွက်လာရင်တော့ မြန်မာနိုင်ငံအပေါ်မှာပေါ့နော်ရှစ်တောင်လျှောက်တခွင်းလုံးမှာရှိတဲ့ကြားဖြတ်နိုင်တဲ့ပတ်သက်ပြီးတော့အမေရိကန်တွေနဲ့ဒီထက်ပိုပြီးတော့ကြေကြေပြပြအရေးယူမှုလုပ်လာနိုင်တယ်လို့လုပ်လာနိုင်နေတယ်လို့ညွှန်လင်းရပါတယ်စာဆုံးတော့ဆင်ပေးခဲ့ကြတာကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို support လုပ်ကြတဲ့ member တွေကိုလည်းကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေဗျာ